အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဗမော်တင်အောင် ရေးတဲ့မမကြီးလို့အမည်ရတဲ့ဝတ္ထုကို အပိုင်း၁၁ဇတိမ်းပိုင်းအနေနဲ့ဆက်လက်ဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာအလုံးကိုင်းတစ်ခုနဲ့ပတ်သက်၍အရေးတကြီးတိုင်ပင်ပြောဆိုရန်ရှိ၍နောက်အပတ်မိမိအားလာဖြစ်အောင်လာခဲ့ပါအောင်ဟုမှာကြားလိုက်သောကိစ္စနှင့်ပတ်သက်၍မမကြီးသည်မတွေးတော့တတ်အောင်ဖြစ်နေမိသည်အပြင်လောကနှင့်နှင်းလအတန်ကြာမျှအဆက်အသွယ်ပြတ်တောက်နေသောလူတစ်ယောက်က မိခဲ့သူသောအလုတ်ကံကိုစိတ်ကူးကြံစီလျက်ရှိရသည်။ဥယျာဉ်တွင်သည်ရိုးရိုးသားသားမှားကြားခြင်းမဟုတ်ဘဲမိမိထောင်သို့လာမတွေ့သည်မှာ၄၅ဘက်ခန့်မြရှိသွားပြီဖြစ်၍မိမိအားမလာလာအောင်လှက်ပတ်ခေါ်ဝေါ်နေခြင်းဖြစ်လိမ့်မည်လော။အဲ့ရထက်တွင်တယောက်ထဲတွေ့တော်စဉ်းစားနေခိုက်အိမ်ပေါ်အတော်ကြီးသည်အခန်းမတွင်လာ၍ရက်ကအတွင်းသို့မဝင်ဘဲအိပ်ပျော်နေသလားမမကြီးစားတဲ့ဆောင်ရောက်နေလို့ခုပဲလက်မှတ်ထိုးပြီးယူလာခဲ့ရတယ်ဟုပြောဆိုတဲ့ဖြင့် မအိပ်ပါဘူးအတော်ယူလာခဲ့ပါဟုလှမ်းပြောလိုက်ရလေသည်စာအိပ်မှာတာမန်စာအိပ်မဟုတ်ပဲရေစစ်စနီပြုလုပ်၍ရေးပို့လိုက်သောစာအိပ်ဖြစ်လေသည်ပေးဖို့သူ၏လိပ်စာကိုဖတ်ကြည့်လိုက်သောအခါမိမိအတိတ်အကြမ်းနှင့်ရောက်ဖူးသောအရက်ဒေတာမှမဟုတ်ပဲဒေါ်နန်းစိန်မိုးညင်းမျိုးဟုတွေ့ရသဖြင့်စာများမှားယွင်းသွားသည်သလားဟုလိပ်စာကိုပြန်ကြည့်မိပြန်သည်လိပ်စာမှာလဲမှားယွင်းတီဝုံမတွေ့ရတော့အခါမမကြီးသည်စာအိတ်ကိုစိတ်မပတပါနဲ့ ဖက်ဖောက်၍ဖက်ရလေသည်စာကိုစတင်ဖက်ဖက်ခါစာကမမကြီးသည် လေးလေးကန်ကန်နှင့်ထိုင်ထိုင်ပိုင်ပိုင် ဖြစ်နေတော်လေစာကိုဖက်ရင်အဲ့ရထက်တွင်လှဲ၍နေရမှရုတ်တရက်ထထိုင်လိုက်မိသည်စာမှာမမျောလင်းသောစာပင်ဖြစ်ပါသည် မုံညင်းမျိုးမှဒေါ်နန်းစိန်ဆိုသောအတော်ကြီးတို့က၎င်း၏အိမ်ပေါ်တွင် မကြမ်းမမာဖြစ်ကားများစွာဆင်းရဲဒုက္ခရောက်ရနေသောခင်ဤအတွေ့ရေးပေးလိုက်သောစာဖြစ်လေသည် ခင့်အား၎င်း၏အိမ်တွင်လွန်ခဲ့သော3လခန့်လောက်ကပင်၎င်း၏ယောက်ျားကမမမကျန်းဖြစ်လျက်နှင့်ပြစ်ထားခဲ့ပြီးနောက်စေဝါကုသဖို့တပြားတစ်ချက်မှလည်းမပေးဘဲထွက်သွားကြ။မိမိမှာဆင်းရဲသောမုံဆိုးမကြီးတို့ဖြစ်တော်လေခင့်အားတမိကလေးလိုတူမကလေးလိုသဘောထားကတက်အားသမျှပြုစုခဲ့ကြ။သို့ရာတွင်ခင်ဤယောဂါမှာတနေ့တခြားဆိုးဝါးလာသည့်အပြင်မိမိအနေနဲ့လည်း ်စေဝါကုသပြုစုရန်အင်အားမရှိတော့၍ခင့်အားအမျိုးမျိုးချော့မော့မင်းမြန်ကဤစာကိုရေးလိုက်ရခြင်းဖြစ်ကြထို့ကြောင့်အမြန်ဆုံးလိုက်လာဖို့အတွက်တောင်းပန်သလိုရေးထားသဖြင့်ခင်ဤအရှင်နေများအားလုံးကိုစုံလင်အောင်ရေးသားလိုက်ပေသည်။စာဖတ်ပြီး၍အကြောင်းဆုံးသိရှိရပြီလျင်မမကြီးသည်အိမ်ဖို့အတော်ကြီးအားပြင်ဆင်စရာရှိသည်တို့ကိုကတိုက်ကြိုက်ပြင်ဆင်ခိုင်းလေသည်။ ကျောင်းသူအခွင့်တောင်းစာကိုကမန်းခန္ဓာရေးကဥအောင်တို့လင်မယားအားမှားကြားတရားရှိသမျှတို့ကိုမှားကြားခဲ့ပြီးနောက်ထိုနေ့ညယထာနေ့ပင်မိမိတခြင်းတစ်ခါမှမရောက်ဘူးသောမိုးညင်းတို့လိုက်ပါသွားခဲ့လေသည်မိုးညင်းတို့ရောက်၍ခင့်အားပြန်တွေ့ရသောအခါမမကြီးသည်မိမိ၏တူမအရင်ဖြစ်သူကိုပင်မမှတ်မိနိုင်တော့လောက်အောင်ဖြစ်သွားလေသည်စိတ်ဤစင်ရဲ့ခြင်းနှင့်ယောဂဗျာဤနှိမ့်ဆက်ညံပန်းခြင်းတို့ကြောင့်ခင်သည်ရုပ်ပြည့်စင်ပြည့်ဖြစ်၍နေသည် များစွာအင်အားဆုပ်ယုပ်ကပိန်ရှုံးလျက်ရှိသည်ဖြင့်အတန်ပင်တက်တက်မြတာထွက်နိုင်လေတော့သည်မိမိကအမျိုးမျိုးစော်ကား၍နှိမ့်ဆက်ရှင်တိုင်းနှိမ့်ဆက်ခဲ့သည့်တိုင်အောင်မိမိအားခွင့်လွှတ်၍အပြေးလွှားလိုက်လာချာသောမမကြီး၏မျက်နှာကိုမြင်လိုက်သည်နှင့်တပြိုင်နက်ခင်သည်မိမိ၏ဒေါ်လေးအားမျက်နှာချင်းမဆိုင်ဝန်းတကဲ့သို့တစ်ဖက်သို့ဆောင်းငယ်၍ငိုရိုလေသည်မိမိ၏တူမကလေးဖြစ်ပြနေပုံကိုမြင်တွေ့ရသောအခါမမကြီးသည် အော်ဟင်း၍ငိုရိုပြစ်လိုက်ခြင်းတော်လဲ လူကြီးလောက်ကလူကြီးလောက်တော့မိမိကပါငိုရလိုက်လေငရဲ့တော့လူမမာဤအရှင်နေများစွာဆိုးဝါးသွားမိအရေးကိုစဉ်းစားကမမကြီးသည်အံကိုကြိတ်၍ရှုပ်တီးထားရလေသည်တို့ရတွင် မျက်လုံးအိမ်မှမျက်ရည်တို့ဒီကရှုပ်တီး၍မရနိုင်တော့ချေဒလဟောစီကြလာလေဒေါ်လီအဖို့မှာစော်ကားကျင်တိုင်းစော်ကားလာခဲ့တဲ့အမိုက်မကိုစိတ်မနာနိုင်သေးပဲဒီလောက်ဝေးလံတဲ့အရက်ကိုတော့အပြေလွှာလိုက်လာတာသေးတယ်နော် ဟုအလွန်တရာပြောဆိုခြင်းလာသောဇကားကိုဖြစ်ညစ်၍ပြောဆိုရင်မောပန်းလာတော့ကြောင့်ဇကားမပြောဘဲနေလိုက်ပါအောင်လားအခင်ဒေါ်လေးနဲ့ရောက်လာပြီပဲကွယ်ဘာမှအားငယ်စရာမရှိဘူးဟုမမကြီးကခင်ဤပားပြင်မှာမျက်ရည်စကားလေးများကို၎င်းဤလက်ကင်ဘွားကလေးဖြင့်ညင်ညင်သာသာတုတ်ပေးရင်အားပေးစကားပြောဆိုရလေသည်တို့ရတွင်ခင်ဒီမိမိဤရင်ထဲ၌ကြက်ခဲ၍နေသောဝေဒနာကို မျိုးသိပ်၍မထားနိုင်တဲ့ကဲ့သို့ထော်လေးအပေါ်မှာကျူးလွန်ခဲ့တဲ့ အဖြစ်တွေကိုခင်မတေခင်တောင်းပန်သွားခြင်းလုံးလို့နောက်ဆုံးဒေါ်နန်းစိန်ကိုဒေါ်လေးလိမ့်စာပေးပြီးစာရေးခိုင်းလိုက်ရတာပါဒေါ်လေးရဲ့ဒေါ်လေးကို တောင်းပန်ခွင့်ရတဲ့အတွက်ခင်အတေဖြောက်ပါပြီဟိုဆက်လက်၍စူးစမ်းပန်းသာပြောဆိုနေတံဖြင့်မမကြီးသည်လူမမပေးတွင်ဤသို့မုတ်တုတ်ထိုင်ကြည့်နေ၍မဖြစ်သေးသည်ကိုတတိယရလာပြီလျှင် ခင်အားမိမိနှင့်အတူပါလာသောအိမ်ဖိုးအတော်ကြီးနှင့်အခန်းထဲတွင်အသာလေးထားခဲ့ပြီးနောက်အိမ်ရှင်ဒေါ်နန်းစိန်ဆိုသောအတော်ကြီးအားလက်ကုတ်ခါအိမ်ပြင်သို့ထွက်လာခဲ့လေသည်မိုးညင်းမြို့ပေါ်၌ပင့်ခေါ်၍ရနိုင်လိမ့်မည်ဖြစ်သောအကောင်းဆုံးဆရာဝန်ကိုအမြန်ဆုံးခေါ်ကကုသဖို့အတွက်အရေးကြီးတိုင်ပင်အစီအစဉ်ရလေသည် ပင့်ခေါ်၍ရနိုင်သောဆရာဝန်တို့အူကိုပင့်ခေါ်၍လူနန္နာလူမမာအားပြသဆစ်ဆဲသောအခါဆရာဝန်သည်၎င်း၏လက်လန်းမိသည်များပြည့်စည်ကရိယာများဖြင့်ဆစ်ဆဲကြည့်ကြည့်ပြီးနောက်ဥကောင်းကိုခါရမ်း၍ပြသည်ဖြင့်မမကြီးသည်ရှေးမကင်မိလက်မကင်မိဖြစ်သွားလေ။ဘယ်လိုလဲဆရာပြောစရာရှိတာကိုပုံမှန်လင်းလင်းသာပြောပါဟိုမမကြီးကမိမသားပင် ဖြစ်တော်လဲခေပညာတတ်တူပြီပြီ အမှန်ကိုအမှန်တိုင်းသိရှိနားလည်ထားရန်အတွက်ရရဝုံဝုံပဲမေးမြန်းလိုက်ရတယ် ူမမာရဲ့ယောဂါဟာတိတ်ပြီးကျွမ်းနေပြီနောက်ပြီးတော့အားလဲအင်မတန်ဆုပ်ယုပ်နေပြီကြာကြာခံနိုင်မယ်မထင်ဘူးဟုဆရာဝန်က၎င်းစစ်ဆေးတွေ့ကြည့်ရသည်မလူမမာ၏အခြေအနေကိုပွန့်ပွန့်လင်းလင်းပြန်ပြောလေသည်လူမမာကရန်ကုန်ရောက်အောင်ခေါ်သွားပြီးဟိုမှာကိုရင်ရောအသက်ပြန်ရနိုင်အောင်မလားဆရာစမ်းကြည့်ရင်လည်းစမ်းကြည့်ပေါ့လေရန်ကုန်မှာကတော့ဆေးဝါးနဲ့ပစ္စည်းကိရိယာတစားပလာတွေလည်းစုံနေပြီးတော့တက်ကြွတဲ့ဆရာဝန်ကြီးတွေလည်းရှိသားပဲ။ ဒီလိုဆိုရင်လူမမကိုကျမဒီအတန်းရန်ကုန်ရောက်အောင်ခေါ်သွားလို့ဖြစ်ပါမလားဆရာဟုမမကြီးကဆရာဝန်ဤအကြံဉာဏ်နဲ့သဘောထားကိုတောင်းယူမိလိုက်လေသည်မမကြီးသည်မိမိတူမ၏အသက်ကိုပြန်၍မရနိုင်သည့်တိုင်အောင်ရန်ကုန်သို့ရောက်အောင်ဖြစ်သည့်နေနှင့်ခေါ်သွားခြင်းသည်ဒင်းဤတာကလေးနှင့်တော့နောက်ဆုံးတွေ့သွားခြင်းသေးသည်၎င်းအပြင်ဤမြဝေးလံသောအရတ်ဒေသတွင်မိမိတူမကိုမြုပ်နှံမထားလိုပဲပဲ ီအတိုင်းခေါ်သွားလို့တော့မဖြစ်ဘူးထင်တယ်။လံကကြီးမှာဒုက္ခများပါလေစိုးရင်ရတယ်ဟုဆရာဝန်ကသူ့ဤထင်မြင်ချက်ကိုပြောလေသည်။ဒီလိုဆိုရင်ရန်ကုန်ကိုခေါ်သွားနိုင်အောင်ဘလို့လုပ်ရင်ဖြစ်ပါမလဲဆရာ။ဖြစ်တဲ့နေလန်ရှိသမျှတော့စဉ်းစားပေးပါဦးဟုမမကြီးကတောင်းပန်မိ။လူမမကိုခန္ဓာရင်ရှိအောင်အနည်းဆုံးတနင်္ဂနွေတစ်ပတ်လောက်တော့အားဖြည့်ပေးဖို့လိုလိမ့်မယ်။ဒီတိုင်ဖြစ်နိုင်ရင်ဖြစ်အောင်သာလုပ်ပေးပါဆရာ။ ဈေးဘဝကကတော့ကြတဲ့တလောက်ကြပါသည်ကျမဝမလေးပါဘူးဆရာဝန်ဤအစီအစဉ်နှင့်အကြံပေးချက်အတိုင်းတူနာပြုဆရာမတို့ဦးကိုငှားရမ်းခေါ်ယူ၍ခင့်အားမိုးညင်းနှင့်တနင်းခွနေတဲ့ပတ်မြပြည့်စုက စေဝါကုတ္တရလေသည်အားသေးများထိုး၍လိုအပ်သော ပြည့်စုံမှုကိုပေးသည့်ဖြင့်ခင်သည်အနှဲငယ်အားပြည့်လာသည်ယင်းတို့အားပြည့်လာသည့်နေ့တပိုင်းနှင့်မမကြီးသည်ခင်အားရန်ကုန်သို့မရောက်ရောက်အောင်ပြန်၍ခေါ်ယူခဲ့လေသည် ရန်ကုန်သို့ရောက်သောအခါမမကြီးသည်မိမိဒူမအတက်ကိုမရရအောင်ပြန်လူယူမိဟူသောအထိတ်ထံဖြင့်အကောင်းဆုံးနှင့်အတက်ကျွမ်းဆုံးဆိုသောဆရာဝန်ကြီးများကိုခေါ်ယူ၍အစွမ်းကုန်ကုသပြုစုရန်ကြိုးပမ်းလေသည်လူမမကတော့မိမိ၏ယောဂကိုကောင်းစွာသိရှိနားလည်ပြီးဖြစ်တဲ့ကဲ့သို့၎င်း၏အတွေ့ဤမြဆင်းရဲဒုက္ခမခံကြပါနှင့်ဟုတားမြစ်ပြောဆိုခြင်းပြုလေသည်၎င်း၏အတွေ့နှင့်ငွေလဲကုန်လူလဲပင်ပန်းလှပြီးဖြစ်သောမမကြီးကိုသာ ခင်သည်များစွာတဏှာနေသည်ရန်ကုန်သို့ပြန်လည်ရောက်လာပြီးနောက်တကြွသောဆရာဝန်ကြီးများနှင့်ဖိဖိစီစီကုသလိုက်ရသဖြင့်ခင်ဤယောဂအခြေအနေသည်တိတိတသားကြီးတတ်တာကောင်းမွန်စွာပြုလာသည်ဟုထင်မှတ်ရလေသည်ဖြူပတ်ဖြူရောဖြစ်နေသောလူမမာဤမျက်နှာတွင်သွေးရောင်များရှက်တန်းစပြုလာပြီးနောက်များစွာပင်ပန်းခြင်းမရှိလာဘဲစကားအနှဲငယ်ပြောနိုင်ဆိုနိုင်ဖြစ်လာသည်ခင်သည်၎င်း၏တားငယ်မောင်ခင်အေးကိုပင် တောင်းယူပွေ့ရှိ၍နန်းရှုပ်ခြင်းပြုနိုင်လေသည် ခေမာတုနှင့်မောင်မောင်လေးတို့မောင်နှမကလည်း၎င်းဤသို့ခေါ်၍စကားအနှဲချင်းပြောလေသည်ဤသို့ခင်ဤယောဂအခြေအနေထူးထူးခြားခြားတက်တာ၍ချွင်ချွင်ပြပြဖြစ်လာခြင်းကိုမြင်တွေ့ရသောအခါအိမ်သားများအားလုံးသည်ပြုံးပြုံးရယ်ရယ်နှင့်ဝမ်းသာအားရဖြစ်လာကြလေသည်ခင်နေကောင်းလာပြီမတည်နိုင်တော့ဘူးဟူလေလေအောက်မေ့လာကြလေသည်တို့ရတွင်စေဝါဤတကိုးအာနုဘော်နှင့်အိန္ဒုအိန္ဒာများအလုံးဤမေတ္တာအရှင်ဝါကြောင့်ခိတခဏမြတ်သာ လမ်းစားလာခြင်းဖြစ်ဒီကိုကအပေသူတဦးတယောက်ကမှမသိရှိကြခြင်းထို့အတူ၎င်းနောက်ဆုံးတွေ့သွားလိုသောလူတယောက်ကိုအံခဲ၍စောင့်ဆိုင်နေခြင်းမြတာဖြစ်သည်ဆိုခြင်းကိုလည်းလူမမာကိုယ်တိုင်ပင် သိခြင်းမှသိပေလိမ့်မည်ရန်ကုန်သို့ပြန်လည်ရောက်ပြီးနောက်တစ်နေ့တွင်ခင်သည်ဥအောင်အား၎င်းအနီးသို့ခေါ်ကာဥဝေးတွင် ထောင်မှလွတ်မြေ့နေရတို့ကိုတူတူတိတ်တိတ်မေးမြန်းကြည့်ခဲ့လိမ့်မည်ထို့ကြောင့်ခင်သည်၎င်းနောက်ဆုံးတွေ့သွားမြင်သွားလိုသည်သောလူတယောက်ကို ဆောင်ဆိုင်နေခြင်းများသာဖြစ်လေသည်တို့ရတွင်ဤအချက်ကိုအဘယ်သူတဦးတယောက်ကမှမသိရှိကြစေခင်နေကောင်းလာပြီမသေးနိုင်တော့ဘူးဟုရိုးရိုးတန်းတန်းအောက်မေ့ကဝမ်းအတာကြီးဖြစ်နေကြ၏ကံဘတ်အိမ်တို့လူမမာအဖြစ်ဖြင့်ခင်ပြန်လဲရောက်ရှိလာပြီလားလူမမာကိုသာနေမနာညာမအားပြုစုလုံးပန်းနေရသဖြင့်အိမ်သူအိမ်သားများသည်ဥဝေးတွင်စီတို့မရောက်ကြတော့ပေဥဝေးတွင်ဤအကြောင်းကိုပင်စဉ်းစားမိခြင်းလည်းမရှိရှာတော့ချေ မေးလျော့နေကြသည် ထို့သောမေးလျော့ခြင်းခန္ဓာရခိုင်ဥဝေးတွင်သည်အကျဉ်းထောင်မှလွတ်မြောက်ကာကံဘက်အိမ်သို့တန်းတန်းမတ်မတ်ရောက်ရှိလာသည်သူထောင်ကျနေခိုင်ကွာချင်းဆုံးပြစ်သွားခဲ့သောသူဤမယားကံဘက်အိမ်သို့ပြန်လဲရောက်ရှိနေသည်ကိုလည်းမသိရှိပါရှိမမကြီးကပိတ်ပင်ထား၍၎င်းမိုးညင်းသို့ လိုက်ပါသွားခိုင်ထောင်ဝင်သားတစ်ခေါက်တွားတွေ့လိုက်ကြသောဥအောင်တို့လင်မယားကလည်းမပြောကြချင်း ဗစကားခိမ့်မှာကံဘက်အိမ်တို့ရောက်ခဲ့ပြီးနောက်ရှံဝင်းတကားတို့ရောက်တော့အခါလူတန်းသူတန်းမကြားရပဲတိတ်ဆိတ်ငြိမ်သက်နေသောအိမ်ကြီးကိုသူသည် အတန်ကြာမှငိမ့်ဆိုက်၍ကြည့်နေမိသည်အိမ်ကြီးတိတ်ဆိတ်နေပုံမှာသူ့အဖို့ထူးခြားသလိုဖြစ်နေသည်သူသည်ဝင်းတကားဝတွင် အတန်ကြာမှရက်နေပြီးမှ ဝင်းရတွင်တို့ဝင်လာခဲ့သည်အိမ်ရှိလေကားမှတက်ခဲ့ပြီးနောက်အိမ်ပေါ်သို့ရောက်သည့်အထိအိမ်သူအိမ်သားတယောက်တလေကိုမှမတွေ့ရတော့ကြောင်းနားမလည်နိုင်သလိုဖြစ်လာသည် ထို့ကြောင့်အိန္ဒဂါဝတွင် အတန်ကြာမှရက်ခါနိုင်နေမိသည်ဤကဲ့သို့အိန္ဒဂါဝတွင်နိုင်နေခိုက်ဖေဖေပြန်လာပြီဟုဝန္တာအာယအော်ဟစ်ပြောဆိုသောနှစ်ခါလဲကြောကြောသုံးခါလဲသားများရှိနေပြီဖြစ်သောသားငယ်မောင်ခင်ဤသည်အိမ်အတွင်းတကားမှပြေးထွက်လာ၍လာလေသည်မိမိစီတို့တားငယ်ဖြစ်သူပြေးလာတော့မှဥယျာဉ်တွင်ရုတ်တရက်အသက်ပြောင်းဝင်လာပြီလျင်ခလေးအားဝမ်းမြောက်ဝမ်းသာပွေ့စီလိုက်လေသည် မေမေဖျားနေတဲ့ဖေဖေဟူတားငယ်က၎င်း၏အင်းကြီးအိတ်ကပ်ကို၌စမ်းရင်ပြောဆိုလိုက်တော့အခါဦးဝေးတွင်သည်ခလေးဤစကားကိုရုတ်တရက်နားမလည်နိုင်တဲ့ကဲ့သို့တွေ့၍သွားပြီးမှဘယ်ကမေမေဖျားနေတယ်လဲတားရဲ့မေမေမေမရှိတော့ဘူးမဟုတ်လားဟူပြန်လည်ပြောဆိုလိုက်မိသည်မေမေရှိတယ်ဖေဖေအိမ်ခန်းထဲမှာဖျားနေတယ်ဟိုအိတ်ကတခုကို၌ဆိုင်ပြီး၍ဘာမှမတွေ့တဲ့ဖြင့်နောက်အိတ်ကတခုကို၌ဆိုင်ရင်ပြောလေသည် ဩတားရဲ့ကြည်ကြည်ဖျားနေတယ်ပြောတာလားကွဟု၎င်း၏ဖွားဤဖျားနေသည်ကိုပြောဆိုသည်ထင်မှတ်၍ဥဧသင်ကတားဖြစ်သူ၏စကားကိုပြင်ပေးလိုက်လေသည်ကြီးကြီးကြောင်းသွားတယ်ဖြစ်ဖြစ်ဤကဲ့သို့တားဘနှင့်ရောက်စကားပြောဆိုနေကြခါမိမိလင်သားကိုအလွန်တရာတွေ့လိုမြင်လိုဟန်ရှိသောခင်သည် မင်းညာကတညာလုံးအိပ်ပြက်ခဲ့ကြသဖြင့်အိပ်ပျော်နေကြဟန်ရှိသောဥကောင်တို့လေမယားကိုလှမ်း၍မခေါ်တော့ပဲအိယာထမတရင်တရင်နဲ့ဆင်းလာခဲ့ပြီးနောက်အိမ်ရှိသူထွက်လာခဲ့လေသည်သူရတွင်တကားဝါတို့ရောက်သောအခါရင်ထဲမှတလက်လက်ဖြစ်လာပြီးမိမိကိုယ်ကိုမထိနိုင်တော့သဖြင့်ကိုကိုဟူရှိသမျှအင်အားတို့ကိုဖြည့်ညှိ၍ခေါင်းငင်လိုက်ပြီးနောက်ဘုံငနဲလဲကြသွားလေသည် ဤကဲ့သို့ခင်းလဲကြတော်တော်မှဥဝေးတွင်တို့တာဖသည်ခင့်ကုန်မြင်ကပြေးသွားကြသည်မျောလင်းခြင်းမထားခဲ့တော်သောမိမိမရကလေးကိုဗျုံငနဲ့တွေ့မြင်လိုက်ရသောဥဝေးတွင်သည်မိမိမျက်လုံးများကိုပင်တန်တရားဖြစ်နေမိသည်ကြမ်းမြေပေါ်၌ခွေခွေကလေးလဲကြကတတိလင့်နေသောခင့်အားဘာလို့၍ဘာကင်ပေးရမှန်းလဲတတိမရပဲကြောင်၍ကြည်နေမိသည် ခင်ဤလဲပြိုကြတဲ့ကြောင့် ိနေကြရမှလမ်းရွေနိုးလာဟန်ချီတော့ဥအောင်ကဟင်ဝေါ်တောင်မင်းမလားဟင်မမလည်းဘလို့ဖြစ်နေတာလဲဟုပြောဆိုလိုက်တော့မှဥရဲ့တွင်ဒီအသက်ပြောင်းဝင်လာတကယ်တော့လှုပ်လှုပ်ရှားရှားဖြစ်လာပြီလည်းရင်ဥအောင်ကလမ်းရွေကြည့်လေပြီမောင်ခင်အေးကသာသူ့မိခင်အနီးတို့တွားကတ်ကမိ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 ထလေဖေဖေပြန်လာပြီဟုလမောင်းကိုကန်၍လှုပ်ရင်ပြောဆိုနေသည်တို့ရတွင်ခင်သည်တတိပြန်မရတော့ပါချီ သူကိုကွာချင်းဆုပ်ပြသွားသောမိမတယောက်ပင်ဖြစ်စေကမူဥယေတွင်သည်ခင်ကိုပွေ့ရှိကားကဒင်ပေါ်သို့တင်ရလေသည်ကဒင်ပေါ်သို့တင်ပေးလိုက်ပြီးနောက်တော်တော်နှင့်လည်းတတိပြန်မရသဖြင့်ဥယေတွင်သည်ခင်အတွက်စိုးရင်လာကဥအောင်ကိုရရဆရာဝန်တို့ဥဥကိုတွားခေါ်ရန်လှုပ်လိုက်ရသည်၎င်းကိုယ်တိုင်ကမူမယားဟောင်းအနီးမှမခွာတော့ချေခင်ဤအမိုးပြည့်စင်ရန်အတွက်အနီးအနားတွင်ရှိသမျှသောရက်တောင်ဖြင့်ရက်ခတ်ပေးလေသည်ခင်ခင်ခင် ဟုလည်းမကြကနခေါ်ခြင်းမိလေသည်တို့ရတွင်ခင်သည်တတိပြန်မလာတော့ရေဦးအောင်၏မိမဒေါ်ရင်နှင့်အိမ်ဘော်အတော်ကြီးတို့သည်လည်းမိဖို့ကြောင့်နေတွင်ပြာရာခတ်နေကြသည်မိုးယိုနေသောမောက်ခင်အေးကိုချော့မော့သူကချော့မော့လျက်ဆင်းရောင်ဝင်ရောက်လာလျင်ရေနွေးအစင်းနှင့်ဖြစ်အောင်ရေနွေးကိုမိထိုးသူကထိုးနေကြသည်ဖြင့်လူမမရှိသောအခန်းတွင်တို့ပင်လာမကြည့်ကြတော့ချေ ဥယျာဉ်တွင်ရဲတောင်ကိုဖြည်းဖြည်းမှန်မှန်ခတ်ပေရင်များစွာပိန်ချုံကရုပ်ပြက်ဆင်းပြက်ဖြည့်ပြည့်နေသောခင်ဤမျက်နှာကိုငေးဆား၍ကြည့်နေမိသည်ထို့သောငေးဆား၍ကြည့်ရင်ခရယံရသည်တရားသူကြီးဥအောင်မင်းတို့အိမ်တွင်ပထမဆုံးအကျဉ်စတင်တွေ့မြင်ခဲ့ရသည်ကရန်ကုန်ထောင်မှုဝတွင်ကွာချင်းစာကိုလက်မှတ်ရေးထိုးပေးလိုက်ရစဉ်ကနောက်ဆုံးတွေ့မြင်လိုက်ရသောအကျဉ်အထိထိုကြားကာလအတွင်းအဖြစ်အပျက်များကိုတစ်ခုပြီးတစ်ခုပြန်လည်စဉ်းစားမိလေသည် ထိုအဖြစ်ပြများသည်သူ့အဖို့ကုံဆုံးသွားသောညကအိမ်မက်မက်တကယ်သူဖြစ်နေသည်။တာယာချွေမျိုးစရာများစိတ်မချမ်းမြေ့စရာများနှင့်အမျိုးမျိုးပြတ်သိပ်ပြင်းထန်လျက်ရှိပါသည်။ခင်ကိုယခုကဲ့သို့ပြန်လည်တွေ့ဆုံရသည့်အတွေ့ဝမ်းတာခြင်းဖြစ်မိသလော။တို့ဒီမဟုတ်ဝမ်းနေခြင်းဖြစ်မိသလော။ထိုလိုနှလုံးကိုဥဲတွင်သည်ဝေခွဲခြင်းမပြုနိုင်ချေ။မိမိသူ့ကိုယ်တိုင်ကလည်းဝမ်းနေနေသည်ကိုလည်းမထင်တကဲ့သို့ဝမ်းတာသည်ဟုလည်းမထင်မိပါချေ။ ထိုအခါခင်သည်အနှဲငယ်လုံးလုံးစပြုလာသည်ဖြင့်သူသည်ဘာလုံး၍ဘာကံရမှန်းမသိအောင်ပြပြသည်လည်းဖြစ်သွားသည်ခင်သည်တဖြည်းဖြည်းတတိပြန်ဝင်လာတကဲ့သို့အတက်ကိုခမင်းမြင်းကလေးရှူထုတ်ရင်းမျက်လုံးကိုလည်းဖြင်းညင်းစွာဖွင့်လာသည်ခင်ခင်ခင်တတိရပြီနော်ဟိုခင်ဤလဘဝကလေးကိုကင်ကဥယေတင်သည်ဝမ်းသာအာရမေးလိုက်မိသည်ခင်ကိုတကယ်စိတ်မနာနိုင်သေးဘူးလားကိုကို ခင်ဒီဥဝေးတွင်ကိုမျက်လုံးပြူးထွက်မတက်ကြည့်ရင်တလုံးချင်းဖြေးလေးစွာပြောဆိုမြင်မြန်ခြင်းပြုလေသည်သူကအမျိုးမျိုးနှိမ့်ဆက်၍ဒုက္ခအမျိုးမျိုးပေးသွားခဲ့သည့်တိုင်အောင်သူ့အပေါ်၌စိတ်နာခြင်းမရှိသောအမှုရာဖြင့်သူဤဘေးတွင်ထိုင်ကကျင်ကျင်နာနာ ပြုစု၍နေသောဥဝေးတွင်အားအံ့ဩခြင်းမကအံ့ဩနေသလိုဖြစ်နေမိသည်ဒါတွင်မေးမမေးမနေပါတော့နဲ့ခင်ကိုကိုကိုသာကြမ်းမာလာအောင်စူးစမ်းကြမှာကွာဟုဥဝေးတွင်ကခင်ဤအာယုံပြောင်းလဲသွားစေရန်အတွက် ၎င်း၏အမေကိုမဖြစ်ပဲကျမ်းမာလာအောင်ကြိုးစားဖို့အာဘိစကားပြောဆိုလိုက်လေသည်ကိုကိုလွတ်လာကန်နေပြီဆိုလို့ခင်အခဲပြီးစောင့်နေတာပါကိုကိုရဲ့ခင်ယောဂကိုခင်သိပါတယ်ခင်ကတလုံးချင်းစီ၍လေးပြေးစွာပြောလိုက်မိသည် မဟုတ်တဲ့စကားတွေမပြောပါနဲ့ခင်ဟာကိုကိုအခုပဲဥအောင်ကိုဆရာဝန်အခေါ်ခိုင်းလိုက်ပါပြီခင်အတွက်နဲ့ကိုကိုတို့ဒုက္ခထပ်ပြီး မဖြစ်စေခြင်းမူကိုကိုခင်ပေးတဲ့ဒုက္ခတွေလည်းများနေပါပြီခင်ကထိုကဲ့သို့ပြောဆိုလိုက်တဲ့အတွက်ဥဝေးတွင်ဒီရင်ထဲ၌နာကျင်သွားသူတို့ခံစားလိုက်ရသည်ခင်မလိမ်မာခဲ့တဲ့အတွက်ကိုကိုလည်းဒုက္ခပင်လည်းဝေခဲ့ရပြီဒါတွေမပြောပါနဲ့တော့ခင်ရဲ့ကိုကိုမမေရောခင်ဖေဖေပါ ခင်မလိမ်မာတဲ့အတွက်နဲ့စိတ်မချမ်းမသာဖြစ်ပြီးတေခဲရကြတယ်လေစကားမပြောဘဲခဏလောက်ငြင်းငြင်းကလေးနေလိုက်ပါအောင်လားခင်ရဲ့ ဒီရက်ထဲမှာဒေါ်လေးတယောက်ဟာဒုက္ခအရောက်ဆုံးမှုတနာစီရလည်းအကောင်းဆုံးပဲဖြစ်နေပြီကိုကိုဤတို့မြတားမြက်ပိတ်ပြင်းခြင်းပြုရမရတော့သဖြင့်ဥယေတွင်ဒီလက်လျှော့ကငိန်သက်စွာကြည်နေမိသည်အမှန်တော့ကိုကိုနဲ့ဒေါ်လေးတို့ဟာတယောက်နဲ့တယောက်အသက်အရွယ်ချင်းလည်းမျှတယ်တော်လဲတော်ကြတယ်ဒါပေမဲ့ကြားတဲ့ကခင်ဝင်ရှုပ်လိုက်တဲ့အတွက်ကြောင့်သာအလိုကိုယောကံရဖြစ်ပြီး ဒုက္ခပင်လည်းဝေခက်ရတာပါပဲခင်ဤမျက်လုံးအိမ်မှာပားပြင်ပေါ်သို့စီးပြေကြလာသောမျက်ရည်ပေါင်းများကိုဥယျာဉ်တွင်သည်၎င်း၏လက်ကင်ပေါ်အဖြစ်ကျင်နာယူရစွာတုပ်၍ပေးနေမိသည်ဒီလိုဖြစ်ရတာတည်းရဲ့အားလုံးဟာလေတရားခံဟာခင်ပါပဲကိုကိုရဲ့ခဏလောက်နားနေလိုက်ပါဦးလားခင်တော်တော်ကြာတိတ်ပြီးမောလာပါလိမ့်မယ်ကိုကိုဓာတ်တွေကိုဘလို့မှမအောင်မိပါဘူးခင်အားလုံးခွင့်လွတ်ပါလေ ခင်ကိုကိုနေကောင်းအောင်လို့သာစိတ်အားတင်းထားကြမှာတကယ်ပြောနေလားလားဟင်ကိုကိုဒါမှမဟုတ်ပဲစင်ခင်စိတ်ကောင်းအောင် တမင်ပြောနေတာများလားကိုကိုဟာဗဇက်ပြားကလေးနဲ့မပြောတတ်ဘူးဆိုတာခင်အတိဆုံးပဲမဟုတ်လား ထိုအခိုက်အိမ်ရှိမှလှေကားမှပြက်လာသောရှည်သံများကိုကြားရသည်ဖြင့်စောစောကဆရာဝန်အခေါ်ခိုင်းလိုက်သောဦးအောင်သည်ဆရာဝန်ခေါ်၍ပြန်လာပြီဟုထင်ရသည်ဖြင့်ဦးအေးတွင်သည်အခန်းစီသို့အသာလှည့်၍အပြင်ဘက်သို့လှည့်ကြည့်လိုက်မိသည်အိမ်ပေါ်သို့တက်လာကြသူများကဦးအောင်နှင့်ဆရာဝန်တို့မဟုတ်ကြပဲကျောင်းမှပြန်လာကြ၍တူသောမမကြီးနှင့်ခင်မတူတို့မောင်နှမတွေသာဖြစ်လေသည်ထို့ကြောင့်အတာမေး၍ငိန်နေသော ခင်ပင်မှခင်မတိအောင်အတာထပြီးအပြင်ဘက်သို့ထွက်လာမိသည်မမကြီးထက် အရင်သူတို့အဖေလို့သူကိုလှမ်းပြီးတွေ့လိုက်ရတော့ခလေးနှစ်ယောက်တို့ဒီဖေ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 ဟိုဝါနာအာရအော်ဟက်ကဥဝေးတွင်စီတို့ပြေးလာကြသည်တို့ကြောင့်ဦးရဲတွင်ဒီခင်မာတို့နဲ့မောင်မောင်လေးတို့မောင်တော်နှစ်ယောက်ကိုစူးစူးပူပူမလုပ်ရန်လက်ဟန်ရှင်ရန်ဖြင့်ဟန်တာပိတ်ပင်ခြင်းပြုရလေသည်။မမကြီးသည်ဦးရဲတွင်ကိုရုတ်တရက်တွေ့လိုက်ရသည့်အတွေ့ရင်းထဲတွင်လှုံ့ရှားသွားလေ၏။မိမိကိုယ်ကိုလည်းဟန်မပြတ်စေဘဲခင်နဲ့တွေ့ပြီလားကိုရဲတွင်ဟုခတူတူခေါင်းအုပ်ကလေးမေးမြန်းမိလိုက်လေသည်။ ထိုအခိုက်တော်လေးကိုကိုဟိုအခန်းတွင်းမှာခင်ဤခေါ်တံကိုကြားရသဖြင့်မမကြီးသည်ကလေးနှစ်ယောက်တို့ကိုအဝယ်စားလဲလှယ်ရန်စိတ်ခမ်းလိုက်ပြီးနာလူမမာဤအခန်းတွင်သို့ဥအေးတွင်နှင့်အတူဝင်သွားလိုက်လေသည်ခင်သည်တော်တော်ကလေးမောပန်းကအနေရဆိုးလာတကယ်သို့အသက်ကိုအားပြည့်၍ရှူနေရလေသည်တို့ရတွင်မမကြီးနှင့်ဥအေးတွင်တို့နှစ်ယောက်ကိုမြင်လိုက်ရသောအခါအားတက်သွားသောလက္ခဏာကိုရှိ၏ မမကြီးနှင့်ဦးအေးတွင်တို့သည်လူမမာဤကတင်ပေတစ်ဖက်ချက်ကြီးတွင်ဝင်၍ထိုင်ရင်ခင်ဤလက်ဘဝကလေးများကိုယွယွရရကင်ထားမိကြလေသည် လူမမာသည်လူမမာသည်ဦးအေးတွင်ကိုတလဲမမကြီးကိုတလဲကြည့်နေသည်အနေရဆိုသလားဟင်အခင်ဟုမမကြီးကရှေးဦးစွာဆ၍မေးသည်တို့ရတွင်အခင်သည်ဘာမှပြန်မပြောနိုင်သေးပဲအာယူ၍သာအသက်ကိုရှူနေရသည် ထို့ကြောင့်ဦးရဲတွင်နှင့်မမကြီးတို့သည်တယောက်ကိုတယောက်လှမ်း၍ကြည့်လိုက်ကြသည်ထို့နောက်ခင်ဤအခြေအနေကိုလည်းအကဲခတ်ကြည့်ရှုနေကြသည်ခင်သည်အတန်ကြာမှငြိမ်သက်နေပြီးမှခင်မောတယ်ထို့လေဟုပြောဆိုလေသည်မောရင်စကားမပြောဘဲငြင်းငြင်းကလေးနေလိုက်ပါဦးနော်ဟုမမကြီးကခင်ဤနှဖူးပြင်မှဆန္ဒကလေးများကိုရွရွရရတတ်ပေးရင်ပြောဆိုနေရသည်ခင်မနေရတော့ဘူးထို့လေခင်ကိုခင်တိပါတယ် မဟုတ်ကဟုတ်ကတွေပြောမနေပါနဲ့ခင်ရကိုကိုလည်းပြန်လွတ်လာပြီပဲကိုကိုကိုကြားမအောင်နေပြီးစူးစားကြမှာဟူဥွေးတွင်ကမျက်ရည်စာကလေးများကိုတုတ်ပေးရင်အားပေးလေသည်ဒေါ်လေးအနားမှာရှိသားပဲအခင်ဘာပြောချင်တယ်လဲဟင်မမကြီးအတန်ဒီငိုတန်းများမတိမတာပါစပြုတ်လေသည်ဒေါ်ဒေါ်လေးကိုခင်တောင်းမှန်ချင်တာတခုရှိလို့ဘာများလဲအခင်ရဟူမမကြီးဒီ၎င်းရဲ့မျက်ရည်စာများကိုလက်ကင်ပေါ်အပြင်တင်းဆဲလိုက်သည် ခင်မရှိတော့တဲ့နောက်မှာကလေးတွေနဲ့ကိုကိုကိုဆက်လက်ပြီးစောင့်ရှောက်ပေးပါနော်မမကြီးတွေ၎င်း၏ကိုကိုဆက်လက်ထိန်းသိမ်းခြင်းမပြုနိုင်တော့တဲ့ဖြင့်လူမမာအနီးမှထကာမျက်ရည်ကိုတုပ်ရင်းအိမ်တော်ဘေးဘက်သို့ထွက်ပြေးသွားလေသည်ထို့ကြောင့်အခန်းထဲတွင်ခင်နှင့်ဦးဝေးတွင်တို့နှစ်ယောက်ထဲသာကြံ့ရိပ်ခဲ့လေသည် ထထနှင့်ဝင်တက်ကိုပင်ပန်းကြီးစွာရှူသွင်းရှူထုတ်လုပ်နေရသောလူမမာအားဥယျာဉ်တွင်သည်မတက်မတာကြည့်ရှုနေရလေသည်။တွင်ရတွင်လူမမာသည်၎င်းပြောဆိုလိုသည့်သောစကားများရှိနေသည့်တဖြင့်၎င်း၏ကိုယ်ကိုအလျှော်မပေးသေးချေအတန်ကြာမှအာယူပြီးမှစိတ်ကူးမလွဲနဲ့နော်ကိုကိုခင်မရှိတော့တဲ့နောက်ပိုင်းမှာကလေးတွေအားလုံးနဲ့ဥမကွဲတိုက်မကွဲဖြစ်အောင်ဒေါ်လေးနဲ့ပဲအထူးထူးနေပေးပါနော်။ ဟိုပြောဆိုပြီးနောက်ထွက်သက်ကိုခပ်ပြင်းပြင်းရှူထုတ်ရင်းငြိမ်ကြသွားလေတော့တည်းဟုတ်ကဲ့ပါခင်ဗျာဝိထုရှင်လေးကတော့ဤတည်းမဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဤဝိထုစာအုပ်သည်1960ပြည့်နှစ်တွင် စာရေးဆရာကြီးတဦးဤဝိထုနှင့်အတူ စာပေဗိမာန်မှ ပူတွဲစုပေးခဲ့လေသည်စာရေးသူက စာပေဗိမာန်မှရှမှတ်ထားသောစုချင်းမြင့်ရင်းမူနှင့် လက်တွေ့စုချင်းမြင့်ရာတွင်ဆုံးဖြတ်ချက်ပေးဖို့မကညီဟုယူဆကာမကျင်တတ်သည်ဖြင့်စုကိုမယူခဲ့ချေညင်းပယ်ခဲ့သည်ဤသို့ဖြင့်ထိုစဉ်ကာလကစာပေဗိမာန်နှင့် စာရေးသူ၏ပြဿနာများနှင့်အတူစာပေအဝန်အဝိုင်းတွင်ကရက်ထလှုပ်ရှားခဲ့သောဝတ္ထု ဖြစ်ပါသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြသူညီကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာဒီနေ့မှာ မရောက်နားဆိုင်အားပေးကြသူညီကိုမောင်မယားအလုံးဘေးကင်းကြပါပြီကိုစိန်တော်ပါရှင်လန်းချမ်းမြေကကဘေးရန်တွေအတွေ့အကြုံမှာကင်းဝေးကြပါစေခင်ဗျာ